This is number one GOP. ပေါင်းချုပ်ကန်လေးလည်းနည်းနည်းပြပြောနေတာပေါ့နော်။ဒါဆိုဒါကအငယ်တာဒီပေါင်းချုပ်ကန်ရဲ့အကျိုးတွေပေါ့။အားနည်းတယ်ပေါ့။သူကဒီလိုလေးဖြတ်လိုက်တယ်။ဒီပေါင်းချုပ်ပြီးတော့15ရဲ့ပေါင်းချုပ်ကန်လေးမှာထားတယ်။ပြီးရင်အပြင်ကိုထုတ်လိုက်တယ်။ထုတ်ပြီးသွားတဲ့ခါမှာသူကဒါ okay သွားပြီသူအမြင့်ရသွားပြီ။ဒီအမြင့်မွေးတာပေါ့ပေါင်းချုပ်ကန်ဆိုတော့အမြင့်မွေးတဲ့အခန်းပေါ့။ဒါအဲ့ဒါလေးအငယ် ပြချင်းတယ်တစ်ချက်လောက်လိုက်ကြည့်ကြည့်ဒါအင်္ဂိရဲ့ပေါင်းချုပ်ခံပေါ့နော်ပေါင်းချုပ်အင်္ဂလေးပေါ့ဒါနဲ့တော့ဒါဒီအမြင့်ဖြတ်ပြီးပြိုးတဲ့အပင်လေးအဲကျန်တဲ့ဟလာဟိုနည်းနည်းဟိုကျမကြီးကစိုးရင်ရတဲ့အပင်လေးတွေကိုဒါထားတာပေါ့နော်အဲဒီလိုထားတာပေါ့ဒါဒါလေးဆိုတာ तू ကရက်ပြည့်ပြီဒါဒါလေးဆိုတာဒီညနေထုတ်တော့မယ်ဒီညနေထုတ်တော့မယ်ဒါဖြတ်ပြိုးထားတရွတ်တစ်စစ်ဖြတ်ပြိုးထားတဲ့အပင်လေးတွေပေါ့နော်အဲဒီလိုဒီလိုပေါင်းချုပ်ထားတာပေါ့သူအဲ့ဒါ ်အဲပေါင်းစုံထားတဲ့အပင်လေးတွေပေါ့နော်အဲဒါဒါသူအပြည့်ရသွားပြီသူ15ရပြည့်သွားပြီ15ရပြည့်ရပြီဒါသူကသူသူ့အတွက်စိတ်ချရပြီပေါ့နော်အဒီထက်မှလေ့လာလို့ရတယ်ဒီထက်ဝင်ကြည့်လိုက်ရင်သူကတိတာတယ်နှွေးသူ့ရဲ့အစိုးထိုင်းစာဒီမှာသူကဒီလိုမျိုးသူ့စိုးထိုင်းစာအမြဲတမ်းပြရတယ်ပေါ့နော်စိုးထိုင်းစာကြာသွားရင်ဒီမှာရေငွေ့ဆက်ကသူမောင်းမယ်ပေါ့ဒါရေငွေ့ဆက်ကလေးလေးပြချင်တယ်ပေါ့နော်အရင်ငွေစကတော့အပြင်းအနေပဲဒီတကားအမြဲတမ်းပိတ်ထားတာမဖွင့်အောင်သူကဒီလိုရင်ငွေစမောင်းတော့ပါလားအဲသူစူထိုင်းစပြန်တက်လာ เนาะเออ तू โลจินเนี่ยสู่ท้ายซ่าออกยาโพดะยิงห้วยเส้นเนี่ยตูโหท่าอ่ะไอ้หลุท่าอ่ะ तू อ่ะดีมาบ่ผิดอ่ะมั้ยล่ะสู่เหรอสู่ท้ายเนี่ยมั้ยเอล่ะนุ้ยนุ้ยไปแล้วปูนุ้ยสุสู่ได้อเนถาตูโหพันธิไปซะล่ะบ่อ่ผิดเมียนๆอ่ผิดเมียนๆถั่วออกหลุดอ่ะบ่ดะดะพันธิท่าอ่ะบ่เนาะไอ้หลุดายิงห้วยเส้นเนี่ยป้องฉုံท่าได้อคันบ่เออไอ้อะไรเนี่ยชิมป่ะล่ะบ่เนาะเออအာရင်ဝိဇ္ဇကတော့တနေ့ကိုနှစ်ချိန်လောက်တော့ နေဘူးရဲဆိုရင်နှစ်ကြိမ်လောက်ဖွင့်တာမိုးရွာတယ်ဆိုတော့တစ်ကြိမ်လောက်ဖွင့်ရပါပြီ။ငါတို့ကစူထိုင်းစာလိုချင်တဲ့စူထိုင်းစာရပြီဆိုရင်သူရင်ငွေဆက်ကိုပိတ်လိုက်တော့ဒါကတော့အမြဲတမ်းပိတ်ထားတာလေ။အဲဒါလေးအလုံးလုံးဝလေးလုံးနေတာဆီလီကွန်ပတ်ပတ်လေဒီအမိုးတွေကြားတဲ့ဆာဆီလီကွန်ပတ်ပတ်လေထိုးထားတာ။သူအထက်မှာလေးလုံးကလုံးနေမှသူကအဆင်ပြေတယ်။ရင်ငွေဆက်ကတော့ဒီနေ့ကဘယ်နှပိုင်ဖွင့်ထားပြီဆိုတာပြန်ပိတ်လိုက်မယ်။နမူနာလေးပိတ်ပြ။ဒါဒါလေးဆိုတာပေါင်းစုံပြီးသွားလို့ရက်ပြည့်လို့ထုတ်လိုက်တဲ့ကောင်းတယ်ပေါ့နော်။ဒါဆိုရက်ပြည့်လို့ထုတ်လိုက်တယ်။ဒါဒါဖလော်ရီယာလေးဒီဒါတရွတ်တစ်စစ်ဟို sorry သူဒါတရွတ်တစ်စစ်ပေါင်းချုံထားတာပေါ့ဖြတ်ပြီးတော့မှပေါင်းချုံထားလိုက်တာအဲ့ထက်ထဲထားတာအဲ့ဒါသူ15ရက်ပြည့်တဲ့ခါမှာသူ့ကိုထုတ်လိုက်ပြီအဲ့ဒါသာအမြင့်ရသွားပြီသူဒါအညွတ်တက်တော့မယ်ဒီလိုဒီလိုသွားတာပေါ့သူကအပေါင်းချုံချင်းအကျိုးကတော့ဘာလဲဆိုတော့အမြင့်မြင်မြင်ရတယ်နောက်အပင်ကသူကဟိုသူသူလိုအပ်တဲ့စူထိုင်းစာကိုသူအမြင်တိုင်းရတယ်သူလိုလိုချင်တဲ့စူထိုင်းစာကိုပူပင်း၆သိတဲ့ရာသီဥတွေမှာစူထိုင်းစာရှိဖို့လိုတယ်ဒါမှသူအမြင့်ကမြန်မြန်လေးတက်လာ အဲ့လိုလေးပါအဲ့ဒါလေးလည်းရှင်းပြကြပါဦးอืมအဲ့ဒါကြတော့ तू ကတော့ဒီ तू မူရင်းမျိုးနယ်ပေါ့နော်မူရင်းမျိုးစိတ်ကလေးတွေရှိပါတယ်အဲ့ဒီမျိုးစိတ်ကလေးတွေ ਨੇ အဓိကထားပြီးပြောမှာပေါ့အဲ့ तू အပင်ဒီအင်ဒိုနီးယားနေမှာဆိုလို့ရှိရင် तू ကဘာဖြစ်လာလဲဆိုသူရွက်ဖြားလေးတွေခြောက်တယ်ရွက်ဖြားလေးတွေခြောက်လာတယ်အဲနှခမ်းပြားလေးတွေခြောက်လာတယ်အဲဒါဆိုလို့ရှိရင် तू ဘက်တီးရီးယားနဲ့မှုလက္ခဏာလေးတွေဖြစ်လာတာပေါ့နော်အဲဒါဟိုကနဟိုဒီအချိန်မှာမကုလိုက်ရင် तू အဲ့ဒီရုပ်ကိုဆုံးရှုံးလိုက်ရတာပေါ့ညှက်ထုတ်လိုက်ရတော့တဲ့အနေထားမဖြစ်တာပေါ့ ကွာကျောစောစီဂျူပြီးဒီဆိုင်လေးကိုတီးတီးလိုက်ပြီးအဲတီးလိုက်ပြီးဆိုလို့ရှိရင်မလုပ်မလဲရေဖြတ်မယ်မှုစေးဖြတ်မယ်ဟလာဒီလိုလေးစဉ်းစားလို့ရတာပေါ့နော်အဲတခါတလေကြရင်ကိုတကယ်လို့မသိလို့ရှိရင်လည်းဓာတ်ပုံလေးရိုက်လိုက်မယ်ကိုအစားတီးတဲ့လူကိုလမ်းမှာဒီလိုလေးတော့အပင်မှာလက္ခဏာပြနေတယ်အဲဘယ်လိုအဓိကပြောပါလဲဆိုတော့ရေဖြတ်လေးတွေခြောက်မယ်ရေနှခမ်းလေးတွေတွန့်လာမယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ခါမွန်ဆဲရာတွေမှာဆိုလို့ရှိရင်ဒါအော်ရီယာတို့ထိုင်ကုန်တို့ပြောတာပေါ့နော်အဲလိုမျိုးနောက်ကအက်ဒီဆိုနီယာအော်ရီယာဟိုရွက်ပေါက်လေးတွေပြောတော့သူတို့မှဆိုရင်အဲ့လို အဖျားလေးတွေရေလောင်တာလေးတွေဖြစ်လာတယ်အဲ့လိုဘာကလေးဘက်ကိုလိုက်လာတယ်အဲ့ဒါဆိုလို့ရှိရင် तू ကဘယ်လိုဘယ်လိုကုမလဲဘောနော်ငါဒါမျိုးလေးတွေအဓိကပြဿနာကပိုချလို့ဖြစ်တဲ့ပြဿနာများတယ်အော်မိုးစေးတို့တချို့မသုံးဘူးမိုးစေးတုံးရမှာသူကမိုးစေးတုံးရင်အပင်နေနာမှာဆိုးတယ်ဆိုတော့အတွေးရှိကြတယ်အမှန်မှားပါတယ်မိုးစေးကတုံးရမှာမယ်နော်အပင်ဆိုင်ပြီဆိုရင်မဖြစ်မနေမိုးစေးတုံးရမယ်မိုးစေးကိုရှောင်လွှဲလို့မရမိုးစေးမတုံးခြင်းဘာဖြစ်လာမလဲပုတ်သက်စေးတွေတုံးရတော့မယ် ဗဒီရီယာအဆင့်ငါနေတဖြည်းဖြည်းပိုးကြလာမယ်မနိုင်တော့ဘူးဗောနောနောက်တစ်ခုကပါဆိုကြောက်ဖို့ကောင်းတဲ့ဟာဗောအင်္ဂလိပ်လည်းဒါအမြင့်သတိထားရတယ်ဒီမွှမ်းပင်ကူလို့ခေါ်တာဗောနောစပိုက်ဒါလေးအဲစပိုက်ဒါလက္ခဏာဗောသူကရွက်ကလေးတွေမှာဖြူဆုပ်ဆုပ်တွေဖြစ်လာမယ်အရွက်တွေဟာသူကဟိုကြည့်လိုက်လို့ရှိရင်မှုအရွက်တွေမှာအယောင်ကမှုလိုက်သလိုမျိုးအယောင်လေးတွေဖြစ်လာပြီဆိုရင်ဒါစပိုက်ဒါမင်းရဲ့လက္ခဏာဖြစ်လာပြီနော်သူကမွှမ်းပင်ကူလို့ခေါ်တာဗောအဲအလွယ်ခေါ်ကြတာတော့အဲ့လိုမျိုးဟာဖြစ်လာပြီဆိုရင်သူက တခြားဆေးနဲ့မနိုင်ဘူးပွားပင်ကိုတတ်တဲ့ဆေးမှနိုင်တယ်။အဲအဲ့လိုမျိုးတွေဖြစ်လာရင်အပင်ကပလာတော့ဘူးကွာတရုတ်ပြည်တရုတ်ပြည်တွေကြာသွားတော့လားနောက်ဆုံးမေးတေတဲ့အဆင့်တွေဖြစ်သွားတယ်ဒါမတတ်နိုင်ရင်ပေါ့နော်အဲ့ဒီခါကျဘာလို့ရမလဲအဲဒီမွှားပင်ကိုတတ်တဲ့ဆေးသုံးရမယ်အဲ့တော့အဓိကပြောချင်တာကတော့အပင်ဒီပုံမှန်ကြီးထွားတာမဟုတ်တော့ဘဲနဲ့တခုခုပြောင်းလဲလာတယ်အရွက်ဖျားတွေခြောက်လာမယ်ဟာလာအရွက်တွေတွန့်လာမယ်အဲဒါမှမဟုတ်လို့ရှိရင်ခုနပြောဆိုအရွက်တွေမှာအရွက်မှာအလှပမဟုတ်တော့ဘဲနဲ့ तू က ဖြူဆုတ်ဆုတ်တွေပေါ့နော်အဲအဲ့လိုမျိုးဖြစ်လာမှာပေါ့အဲ့လိုလက္ခဏာတွေတေချာတယ်သူတခုယောဂရပြီအဲ့လိုယောဂရကိုကိုယ်တိုင်ဆုံးဖြတ်နိုင်သလားမဆုံးဖြတ်နိုင်ဘူးဆိုရင်နားလည်းတီးတယ်လူလှမ်းမေးပါအင်္ဂရုလည်းမေးပါအင်္ဂရုဓာတ်ပုံရဲ့ပြင်မင်းအကြမ်းမြင်တော့ပြောနိုင်ပါတယ်အာဒါဘာဖြစ်နေတာဘာသေးသုံးတင်လဲပြောလို့ရပါတယ်နောက်တော့မှုစည်းသုံးလို့ရှိရင်မှုအရွက်တွေအရွက်တွေတချို့ကဖျန်းတယ်ဖျန်းမှာပါအရွက်လည်းဖျန်းရမယ်တို့တော့အယိုးတွေအိုးတွေတွေပါမှုစည်းဖျန်းမှုလိုတယ်ဆိုတဲ့အကြောင်းလေးအင်္ဂရပြောချင်ပါတယ်နောက်ကမိအောင်ဘုတ်တဆီ မြေအောင်ပုသက်စီတချို့ကမြေအောင်ပုသက်စီကိုတကြိမ်ထည့်ထိုင်ပြီးပြီလို့ထင်တယ်မဟုတ်ပါဘူးမြေအောင်ပုသက်စီလေးကြီးကိုသူ့ရဲ့အိုးရွယ်အိုးနဲ့သူ့အပင်ရဲ့ပမာဏအလိုက်တလားတကြိမ်အဲတခါတကယ်လို့ရာသီဥတုကောင်းတယ်ဂျမအပင်တွေနဲ့ဂျမကြီးကောင်းတယ်ဆိုရင်55ရဲ့ကိုတကြိမ်လောက်မဖြစ်မနေမြေအောင်ပုသက်စီလေးအိုးထဲမှာထည့်ပေးရပါမယ်ဒါကြောင့်ဒီခါမှကိုကတခုခုအပင်ရဲ့ယောဂလက္ခဏာဖြစ်လာကလေးလဲသူကဒီမြေအောင်ပုသက်စီလေးတွေရဲ့အာနိသင်ကိုအမြစ်ကဆုပ်ယူပြီးရွှေဖျားထိပို့ထားတော့ တုံတောင်ယောဂလက္ခဏာအဲတုံပိုးတို့အပင်လေးတွေကခုခံနိုင်တာဗောနော်ဟိုကာဝဆေးတောက်ထားတာဗောကွယ်ဒီတဘောဗောအဲအဲ့လိုလေးတွေသုံးပေးပါလို့အကဲတော့အကြံပြုခြင်းပါတယ် ပိသားဟိုအကေအိမ်ထဲမှာအကေအင်တို့စိုက်ထားတဲ့ဟာစင်လေးအကေပြဖို့ပဲတပိသားပြီးရိုက်သွားလာသူကဘာလဲဆိုတော့အင်တို့ဒီအင်တို့စိုက်လို့ပြဿနာဘာမှမရှိဘူးစိုက်လို့ရတယ်အော်တိုရောအင်တို့ရောရတယ်ဘာလို့ဆိုတော့ replant.com များသည်သူကနေအောင်တိုက်ရိုက်မကြိုက်ဘူးနေအောင်တရက်ရတာကိုသူတို့မခံနိုင်ဘူးပေါ့နော် replant တော်တော်များများကရာခိုင်နှုန်းတော်တော်များများကနေအောင်ကိုမနှက်ခင်းနေအောင်ပဲသူတို့ဟိုအလိုရှိတာပေါ့နော်အဲ့ဒါပိုးပြီးပြေးလာ replant မခံနိုင်ဘူး မရဘူးနေပူနေတိုက်ရိုက်ပူလို့မရတဲ့အပင်မျိုးတွေပေါ့နော်အဲ့ခါကျတော့သူကဘာလဲဆိုအင်ဒိုဆိုက်လို့အဆင်ပြေတယ်အဲ့လိုအင်ဒိုဆိုက်တဲ့အခါမှာသူကဘာတစ်ချက်လို့လဲဆိုတော့မှောင်းနေတာမျိုးတော့သူမကြိုက်ဘူးပေါ့အလင်းရောင်ကောင်းကောင်းနေရလေးပေါ့ဘာပရင်ပေါလိုနေရမျိုးလေးမှာဟဲ့လားဆင်းလေးနဲ့အဲဒီလိုမျိုးလေးပေါ့အလင်းရတဲ့နေရလေးပေါ့လေဝင်လေတွေလည်းကောင်းမယ်အလင်းရောင်လည်းရမယ်ဆိုရင် rebling ကိုကောင်းကောင်းဆိုက်လို့ရတယ်ကောင်းကောင်းရှင်သန်ကြီးထွားပါတယ်အဲဒီအပြင်ဘက်မှာဆိုက်တဲ့အရေးအောက်မှာဆိုက်တဲ့ပုံစံမျိုးပဲသူရှင်သန်ကြီးထွားနိုင်ပါတယ် ပြဿနာမရှိပါဘူး replan ဆိုက်လို့ရပါတယ်မေးထွန်းပေးနိုင်တော့ပိုကောင်းတာပေါ့အဲ plan me လေးတွေရှိပါတယ်အခုဈေးလည်းမရှိတော့ပါဟိုတော့ကသာဈေးကြီးတာအခု plan me က6000ဆိုဝယ်လို့ရနေပြီဟလာ plan me လေးတွေတော့သူကသုံးပေကွာလောက်ကနေထွန်းပေးထားနိုင်ရင်တော့ဒါကတော့အကောင်းဆုံးပေါ့တကယ်လို့မဟုတ်ဘူးဆို plan me မထွန်းမထွန်းညင်ဘူးဆိုရင်လည်း brain box လိုနေရာမျိုးမှာလေးဝင်လေးတက်ကောင်းတဲ့အလင်းအောင်ကောင်းကောင်းရတဲ့နေရာမျိုးမှာသူ့ကိုထားလို့အဆင်ပြေပါတယ်မနခင်နေ9နာရီ10နာရီလောက်ထိရရင်တော့လေဒါကတော့အကောင်းဆုံးပေါ့နော်အဆင်ပြေဆုံးနေရာလေးပေါ့နော် ့ site တဲ့ဥစ္စာကခုနနံပါတ်1ကတော့သူကအလင်းရောင်ကောင်းကောင်းလို့တာပေါ့နော်အဲအင်ဒိုလေးတွေမှာအလင်းရောင်ကောင်းကောင်းလေးလို့မယ်နောက်အခုတော့လေးဝင်လေးတွက်ကလေးအဲနည်းနည်းကောင်းတဲ့ဘိုင်းလေးလို့မယ်ပေါ့ကောင်းတာကတော့ဒီလိုမျိုးဟိုမီးထွန်းပေးထားနိုင်ရင်တော့နော် plant lighting လေးထွန်းထားပေးနိုင်ရင်တော့အကောင်းဆုံးပေါ့အဲသူကတော့အများကြီးမလိုပါဘူးသူက7ဝန်းကျင်လောက်ဆိုရင်ဒီတပြားဆိုသူကလုံလောက်ပါတယ်လုံလောက်ပါတယ်သူအလင်းရာလေး တကယ်တော့နှပြားဆိုပိုကောင်းတော့ဘူးเนาะဒါပေမဲ့တပြားဆိုလုံးလောက်တယ်လေဝင်လေတက်ကောင်းမယ်အလင်းရောင်လေးရမယ်ဆိုရင်ကောင်းကောင်းဆိုင်လို့ရတယ် replan နေရဒါပေမဲ့ तू က variation ခုလိုမျိုးဒီလိုပါတဲ့ကောင်တွေကြတော့ तू ကအလင်းရောင်မရှိရင် तू အစိမ့်ဘက်ကိုသွားသွားခြင်းတယ်နောက်ထပ်တဲ့ယူတီကစိမ့်သွားခြင်းတယ်အဲအဲ့ဒါလေးကိုနည်းနည်းဂယူဆက်ရမယ်ဒီလို variation အပင်နေကြတော့ဒါအလင်းရောင်ကောင်းကောင်းလို့တယ် तू က तू အလင်းရောင်များများရလေ तू ပို့ပြီးတော့ဟို variation ဒီ ဘာလက္ခဏာဘူးလှလေးပေါ့နော်အရွယ်ဘူးလှလေးပေါ့ငါဖလိုရီယာဘယူတီဒါအန်ကေဒီယာဒီဖလိုရီယာဘယူတီတွေဘာလဲဆိုဒီမှာပဲဒီမီးနေပဲထားတာပဲဒီမှာဒီအောင်လေးဆိုဒါရောင်းထားပြီးပြီပေါ့နော်ဝယ်သူတယောက်ကဝယ်သွားပြီးပြီဒါမန္တလေးကဝယ်ထားတဲ့ပင်မဒါပို့ဖို့လောက်ထားတာအဲဒါလေးဆိုဒါအန်ကက်စီရောင်းမှထပ်ထွက်တဲ့အရွယ်နှစ်ရွက်ဘာလိုက်ရှင်အပြည့်ပဲဒီမှာပဲထားတာပဲဒီမီးနေပဲထားတာပဲအဲဒီလိုမျိုးဟိုအင်ဒိုဆိုက်လို့ရှိရင်လည်းရပါတယ်နေရမကြည့်မများလို့ချမ်းနေရပါညာမို့လို့ဒီပရင်ပေါက်မှာအလင်းအောင်ကောင်းကောင်းရတဲ့နေရာမှာဆိုရင်ကို ရက်ဘလက်နေရာဖူးလုံးပါတယ်เนาะအလင်းရအရင်လင်းအလင်းရရင်သူကအဆင်ပြေတဲ့သဘောရှိပါတယ်ဒါကြောင့်စိုက်ကြပါအလင်းရောင်ကောင်းကောင်းလေးအရင်နဲနေရင်တော့သူကဒီလိုမီးလေးတစ်ပြားလောက်ဟလားဈေးလည်းမရှိတော့ပါဘူးဒီကောင်လေးကအခုဆိုရင်8000 9000ဒီဝင်းချင်မဲ့8000ဝင်းချင်လောက်ပဲရှိတော့တယ်အဲ့ဒီတပြားလောက်ထုံထားလိုက်မယ်ပေါ့နော်အဲဒီနေ့ကို၄နိုင်၅နိုင်လောက်ထုံပေးမယ်ပေါ့မောင်းတဲ့ချိန်လေးအဲ့လောက်ဆိုရင်ကိုဒါအင်ဒိုကအဆင်ပြေပါပြီတာကြီး